ကာလို့နော်အမျိုးတို့တော့ပြောရနော်9နာရီခွဲ10နာရီနော်အဲ့ဒီအချိန်လောက်ဆိုကျွန်တော်လိုက်လွယ်ပေးမယ်လို့နော်မြင်းနဲ့တွေ့တဲ့လူကတော့လိုက်လာခဲ့ပေါ့နော်ဟုတ်လားဘယ်နှဖင်္ဂါကိုကျွန်တော်ကဟိုဘယ်လိုပြောမှန်းသိအောင်အမှန်ကန်ပြောရင်နောက်ဆုံးနေပြီဖြစ်တယ် နဗ္ဗံတောက်ကြနေနော်နဗ္ဗံတောက်ကြနေ14ရက်17လ2025တောက်ကြနေဖြစ်တယ်။အော်ဒါတခုကြတော့လေတောက်ကြနေဆိုရင်ဘယ်တောက်ကြနေမှမသိဘူးဒိတ်မပြောရင်မသိမှာဆိုလို့ဒါမနေ့ပြန်ကျွန်တော်တို့က14ရက်နေ့တောက်ကြနေဖြစ်တယ်။အဲ့ဒီ14ရက်နေ့တောက်ကြနေအတွက်ကိုကျွန်တော်လာလွှင့်ပေးတာနော်နောက်တစ်ချက်ဒီနေ့ကျွန်တော်ယုံကြည်လို့လာပြီးတော့ယူတဲ့အမျိုးတွေ ဒီနေ့တော်တော်ရတာဘာကြောင့်တော်တော်ရလဲကျွန်တော်ပြောရလေမနက်ဖက်မနက်ဖက်ကိုလို့2000မို့3000မို့ထုံးညနေဘက်5000မို့6000မို့ကျွန်တော် ပေးလိုက်တဲ့ရွေးချယ်ပေးလိုက်တဲ့ခဏန်းတစ်လုံးကတရားမှအနေဆုံး80ရာခိုင်နှုန်းလောက်ကမှန်တဲ့ဘက်ကိုသွားနေတယ်နော်အဲ့လိုမျိုးပြောလိုက်တော့သူတို့ကတင်ထိုးရတာပေါ့တခါမှမထိုးဘူးတဲ့သူတွေလာတောင်းတယ်ပေါ့လို့ပြောလို့တဲ့ အဲ့ဒီအပျော်တွေကိုကျွန်တော်တို့ကအရန်ကို PT ဖြစ်တယ်အဲ့တော့မနေ့ဖန်ကောင်ဆိုရင်14ရက်17လ2025တောက်ကြနေ့တနေကုံစာကိုဒီမှာကျွန်တော်အကုန်ပြောခဲ့ပြီနော်မင်္ဂလာပါကိုလိုင်းကြီးကိုစိုးလင်โอเคပါအဲတကူတော့ရှိရနော်ဘိုင်ဘာမှာလာယူထားတဲ့လူတွေကျွန်တော်မပို့တာကိုစိတ်မဆိုးနဲ့ကျွန်တော်ပြောရရှင်းရှင်းလေးဖုံးဆက်ဖုံးဆက်ဆိုအချားမဟုတ်ဒါဒီနေ့တောင်မှ ုံးဆက်တဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့ဒီအထဲကမှအဲလက်ရှိရည်လိုရတဲ့လူတော့ပဲကျွန်တော်ကဖုံးပြန်ဆက်တယ်မဟုတ်ဘဲဘို့လွှဲတယ်စေစနာကြီးလွှဲတယ်ဗျာကျန်တဲ့သူကတော့ကျွန်တော်မလွှဲပါဘူးเนาะဒါထားလိုက်သူတို့ကိစ္စเนาะဒါရေးထက်ကတလဲလဲပြောတော့ဒါရေးအเจ้าနဲ့သူတို့ထားလိုက်အဲ့တော့မနက်ဖက်ကောကျွန်တော်တို့ကတောက်ကြနေမှာတဏီကုံကိုတဏီကုံဘောเนาะ တဏီကုံကိုကျွန်တော်တို့ကအဲအကြိုက်ဆုံးဝမ်းကျင်းနေအကြိုက်ဆုံးနေတွေ့ပြီးမယ်နော်ဒီနေ့လည်းကျွန်တော်အကြိုက်ဆုံးနေတွေ့ပြီးခဲ့တယ်နော်ကျွန်တော်ပြောတယ်လေးကိုဝမ်းကျင်းရှိတယ်အဲ့ဒီလေးကိုဝမ်းကျင်းကိုကျွန်တော်ကကင်တာလေးကိုပဲသွားကင်တာလေးကိုကင်နေအဲ့ဒီမှာပါပါလဲဆို46 40 49အဲလေးလေးရှစ်အဲလမျိုးတွေတော့ပါတယ်အများကြီးတော့မထိုးနိုင်လို့သားတယ်မယူတာပါတဲ့ ။ဩရပါတယ်။ကျွန်တော်ပြောရရှင်းရှင်းလေး။အေးဒီခုအရှိတာပေါ့50ဘူတရားဝထိုးရင်တော့လေကျွန်တော်ဒီဟာပြောတဲ့ဟာလေးကြီးတူပေါ့။ကျွန်တော်ရှိလာမယ်ဆိုရင်အနေအဆုံးတော့ပတ်သီးတော်တထောင်ဘူတော်ပတ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ခဏခဏပြောတယ်အကွက်တရားမှာအလုံးပေါင်း200ရှိတယ်။အဲ့ဒီအလုံးပေါင်း200ထဲမှာနှလုံးတူဖို့နှလုံးစလုံးတူဖို့ဆိုတာတော်တော်မလွယ်လှတဲ့ကိစ္စ။နော်။ ဒါကိုကျွန်တော်တို့ကနှလုံးသလုံးတူအောင်လုပ်ပြီးအခုဆိုတောက်ကြကျွန်တော်တနင်္လာနေ့ရရင်စပါတယ်နော်တနင်္လာနေ့ဆိုရင်86 68เนาะအဲပြီးရင်အင်္ဂါနေ့အင်္ဂါနေ့မှာဆိုရင်လည်းကျွန်တော်တို့ကမနက်ခေါညာရောเนาะအဲ85နဲ့ညနေပိုင်း90လောက်သိပြီเนาะအဲဗုဒ္ဓဘုန်းကြီးကြတော့လေကျွန်တော်တို့ကအဲမနက်ပိုင်းမှာကျွန်တော်တို့ကိုးပတ်တီနဲ့ထက်အောင်เนาะအဲညနေပိုင်းကြတော့မပါတော့ ဩဒီနေ့ကြာသာပရိနေ့မနက်ပိုင်းမှာမပါဘူးညနေပိုင်းမှာ49ထပ်ပြီးတော့တဲအောင်မြန်တာပဲဟုတ်လားအဲ့တော့မနက်ဖငါကိုကျွန်တော်တို့ကနောက်ဆုံးတရက်သေးရှိတော့တဲ့အတွက်ကျွန်တော်ရှိလာယူတဲ့လူမှန်သမျှကိုကျွန်တော်အကွက်ပဲရွေးပေးမှာအကွက်ကတော့ဒီခါလေးပြောပြီးသွားပြီနော်အကွက်ကတော့အကျိုးထွက်ပြီးသွားမှာကျွန်တော်ပေးမှာနော်အကျိုးမထွက်ခင်တော့ကျွန်တော်မပေးဘူးဘာကြောင့်လဲဆိုတော့အခုဒီပတ်ထဲမှာကအကျိုးနဲ့ကစားရတာအဆင်ပြေ အကျိုးနဲ့တွက်ချက်ပြီးတော့ပေးရတဲ့ဥစ္စာပို့ပြီးတော့အဆင်ပြေနေအဲ့လာကြောင့်ကိုအကျိုးထွက်ပြီးတော့မှကျွန်တော်ကထုတ်ပေးမှာနော်အဲ9နိုင်ကျွဲပေါ့ဗျာ9နိုင်40လောက်ဆို9နိုင်40လောက်ဆိုတောက်ချောက်ဖုံးဆက်လို့ရပြီရန်တဲ့ချိန်ဆက်ချင်တော့ကျွန်တော်9နိုင်ကျွဲကိုလွှတ်မှာနော်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကမနက်ဖြန်က14ရက်17လ2025တောက်ကြနေမှာလုံးမရင်နေနဲ့ကျွန်တော်ပြောခဲ့မယ်နော် ါပေမဲ့အခုကြံကနန်းကကျွန်တော်တို့ကလေးအင်းနှစ်တလုံးကြံနေသေးတယ်เนาะဒါပေမဲ့ကျွန်တော်တို့အမြင်အရပြောမယ်ဆိုရင်တော့เนาะဟိုတလုံးနဲ့ခြံနဲ့ဟိုတစ်ခုကကြံခဲ့တယ်ဒါကြံသွားတော့လည်းမတက်နိုင်ဘူးပေါ့စိုက်အရပြောမယ်ဆိုရင်တော့နှစ်ကကြတဲ့တယ်เนาะနှစ်ကတကယ်ကြတဲ့တယ်เนาะအဲ့တော့မနေ့မကောကျွန်တော်က6နှစ် နှလုံးကိုဘာနဲ့ကတ်ရမလဲဆိုတခါတည်းပြောပြမယ်အဲ့တော့အမျိုးတို့ကလည်း like လေးကိုစောင်းအောင်ကြည့်မယ်ဟုတ်လားဟိုပြီးသွားလို့ကြော်ကြည့်တာမကြည့်တာသူတို့ပိုက်ပေါ့ဗျာဂျားထဲမှာပြောတဲ့စကားလေးတော့သူတို့မကြားတော့ဘူးပေါ့အဲကိုနှစ်နော်ပျောက်ကနန်းတစ်လုံးကြံသေးရနော်နှစ်တစ်လုံးအဲ့ဒီနှစ်တစ်လုံးအပောင်ရောကိုနှစ်တစ်လုံးကိုမနက်ဖက်ခါကိုကျွန်တော်တို့ကအဲကိုရဲ့နှစ်ကေကိုကိုကြိုက်တာကိုကိုလို့ ဒါပေမဲ့ကျွန်တော်ကပျောက်ကနန်းကိုကျွန်တော် site အရဆိုရင်တော့ပျောက်ကနန်းကအဲတလုံးနဲ့ဆိုခြံခဲတယ်ဟို10ကြိမ်ပါဗျာ9ကြိမ်10ကြိမ်လောက်ကကြာတာများတယ်နော်အဲအဲ့လိုမျိုးရှိတဲ့အတွက်မနက်ဘက်ကောင်ကျွန်တော်9နှစ်တလုံးဂိုင်လိုက်မယ်နော်9ရဲ့နှစ်ကယ်ကိုအမျိုးတို့ဘက်ကလည်းကြိုက်တာကိုဂိုင်အဲ့ဒီ9နှစ်နှလုံးကိုကျွန်တော်တို့ဘာနဲ့ကတ်ရမလဲတဲ့နော်အဲအဲ့ဒီအဖြေကိုကျွန်တော်ပြောပြမယ် နော်တယောက်တက်လာတယောက်စာခွာပြလောက်ထားမယ်လက်မလေးတွေနှိပ်ထားမယ်နော်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်ဒီမှာအခု6နှစ်တလုံးလို့ပြောတယ်အကျိုးထွက်သွားရင်ဟို main ကွက်ကပြောင်းရင်ပြောင်းအောင်ပါနော်ဒါပေမဲ့ဒီမှာတော့ကျွန်တော်မပြောင်းဒီမှာတစ်ခါလေးပြောခဲ့မယ်နော်အကျိုးကနန်းကိုကျွန်တော်မနေ့ဖြန်9နာရီကိုထွက်တဲ့ကနန်းကိုကျွန်တော်တို့စောင့်လို့မရဘူးလေဒီညရေလွှင့်ရတော့ဟုတ်လားဒါပေမဲ့ကျွန်တော်ဒီမှာတစ်ခါလေးပြောခဲ့မယ်6နှစ်တလုံးကိုမနေ့မှန်ကောက်ရမယ်ကနန်းက 3ရယ်เนาะကျွန်တော်ပြောမယ်เนาะရှင်းရှင်းလေး3ရယ်ခွန်ရယ်6ကယ်10ကယ်3 986ဆိုတဲ့ကနန်း၄လုံးနဲ့တက်ပါเนาะခုဆိုကြပါဆို9နဲ့ပတ်သက်လာရင်90 93 90 98 96 96ဆိုတာကြာပြီးသားကနန်းဒါမှမထပ်ထိုးเนาะဒါ9နဲ့ပတ်သက်တဲ့ကနန်း လေးကိုထားတယ်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့နှစ်နဲ့ဆိုရင်29 28 26 20နဲ့မှ3လေးကိုထားတယ်။အဲ့တော့6ကွက်ဖြစ်သွားအောင်။အဲ့တော့အမျိုးလိုအနေနဲ့ကလည်းကျွန်တော်ရှိမှလာပြီးတော့ယူသည်ဖြစ်စေမယူသည်ဖြစ်စေအဲ့ဒီ6ကွက်သေးကိုပဲအာထုံးမယ်ဆိုရင်ထိုးနော်တကယ်လို့အဲ့ဒီ6ကွက်ကိုမထိုးခြင်းဘူးတလုံးကောင်းကို က်ဆုံးတစ်နေ့ပိုင်ပိုင်နိုင်နိုင်ထိထိမိမိလေးဒီနေ့လိုပဲအာတနင်္လာနေ့ကစပြီးတော့တောက်ရကြတာပဲဒီနေ့အထိတောက်လျှောက်အောင်တလို့မျိုးအဲထိထိမိမိလေးနဲ့မိန်ကွက်ကလေးကိုတင်ထိုးပတ်သီးလေးပတ်ရှင်နေဆိုရင်ဒါမှမဟုတ်လို့မိန်ကွက်ကြီးပဲတည်တန့်ထိုးခြင်းနဲ့ဆိုရင်လာခဲ့9နိုင်ခွဲအချိုထွက်ပြီးပါရင်ကနန်းကိုကျွန်တော်ရွေးချယ်ပြီးမယ်နော်ဒါကိုသိသိကျွန်တော်ပြောပြတာ တချို့တွေကျတော့ဟို live ထဲမှာကျတော့ဟာဥဆိုကြပါဆိုဘာ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 ပြောခဲ့တယ်ဒီမှာပြီးတာကျတော့တမျိုးလွယ်နေအဲ့လိုထင်ပါဆိုတခါလေကျွန်တော်စကားခံတာကျိုးထွက်ရင်နောက်ကလုံးမိုင်ကချိန်တက်သေးတယ်ဟောပြောရမယ်ကီးကချိန်တက်သေးတယ်လုံးမိုင်ကတော့ဒါနဲ့ပဲတွဲမှာเนาะကိုယ့်ရဲ့နှစ်ကင်နဲ့ပဲတွဲမှာเนาะဒါတိအောင်လို့ပြောပြတာဟုတ်လားအဲ့တော့အမျိုးတို့အနေနဲ့ကလည်းကျွန်တော်ကိုချစ်တယ်ကျွန်တော်ကိုခင်တယ်ကျွန်တော်နဲ့အမြဲတစီလက်တွဲနေရတာ ယုံကြည်တယ်เนาะအားကိုးတယ်ဆိုရင်အချိန်မီလာပြပါကျွန်တော်ဘက်ကကျွန်တော်ခဏခဏပြောသလိုမျိုးဝမ်းကန်ချိုးဆိုပါတယ်ဟုတ်လားဘသူကူမဆိုးကျွန်တော်ကြားခဲ့လို့လားကျွန်တော်ပြေးလိုက်လို့အာတားရေတူလေးရေမောင်လေးရေညီလေးရေဆရာရေပေါ့เนาะစေဘရအမျိုးမျိုးခေါ်ကြတာပေါ့ကြီးတဲ့သူကကြီးသလိုငယ်တဲ့သူကအဲ့လိုမျိုးခေါ်ပြီးတော့သူတို့ဝမ်းတာတို့ပြောတဲ့စကားကြီးကျွန်တော်ရမ်းဟိုပြည်ကြီးဖြစ် เนาะကျွန်တော်ပေးတာမပေးတာအသာထားကျွန်တော်ကငိုရဲပြောပြီးသားကျွန်တော်ကစေတနာတီးတန့်စေတနာဆရာဒါပေမဲ့ကျွန်တော်ရှိလာရင်တော့ကျွန်တော်ကဒါပုံတင်ပြောတာသူကကျွန်တော်ဘို့တော့ဘလောက်ပို့ထိုးပေးဒီလိုမျိုးတော့ကျွန်တော်ပြောတယ်ဒါပေမဲ့သူတို့ရှိရကျွန်တော်ပတ်စံတပြားတစ်ချက်မှဂျုံမယူဘေးလဲဂျုံမတောင်းငွေလဲဂျုံမတောင်းဘာကြောင့်ကျွန်တော်အဲ့လိုမျိုးသူတို့ကိုပြောပေးလဲဆိုရင်မရှိလို့ထိုးပါတယ်ဆိုမှအရင်ဆုံးဂျူပေးရမှာတော့ဘာသွားလို့မလဲ ျွန်တော်ပြေးမယ်ဆိုအဲ့ဒီကနန်းအဲ့ဒီကနန်းကိုအဲ့ဒီပတ်စံနဲ့ထိုးလိုက်ပောက်သွားတော့မှကျွန်တော်ကျွန်တော်စီနဲ့ကျွန်တော်ပြန်ကြောအဲ့လိုမျိုးရတယ်ကျွန်တော်အဲ့လိုလူမျိုးလူသားမျိုးကျွန်တော်ဘယ်တော့မှသူများရှိရဖြစ်စည်းကိုအလကားချုံမတောင်းမင်္ဂလာပါသားကြီးတဲ့ဟုတ်ကဲ့ပါနော်ဒီနေ့ဆိုရင်ဟောကျွန်တော်ရှိမှလာတောင်းနေလို့ဆိုအဖွားကြီးတွေလည်းပါတယ်နော်ဒါပေမဲ့တခုရှိတာက အများနဲ့ဆိုတော့ အဲတချို့ပေးလို့ရတဲ့လူဆိုပေးလိုက်တယ်ပေးလို့မရတဲ့လူဆိုတော့အမေအွားဒီတော့တော့ဒီတော့တော့ပို့ထုတ်ပေးသားအောင်အဲဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးပါကျွန်တော်တို့ကစေတနာတန်တန်နဲ့ပဲဘာသူကမဆိုးနော်ကျွန်တော်ရှိမှာကျွန်တော်ရဲ့အခု YouTube channel တွေနောက်ပိုင်းဆိုကျွန်တော် YouTube channel ကိုဟိုလွှင့်လာတော့အများနဲ့လွှင့်ပေးမယ်ဒါပေမဲ့အဲ့လောက်ထိကျွန်တော် YouTube channel တွေမှာကလူကကျွန်တော်လူရင်းတွေလောက်ပဲကျွန်တော်ကကျွန်တော်ရှိလ တချို့လူတွေကြတော့လည်းဗျဟိုလူကောင်းလို့လို့ဒီလူကောင်းလို့လို့ပေါ့သွားပါကြိုက်တဲ့လူရှိလို့သွားကျွန်တော်လိုစိတ်မျိုးကျွန်တော်လိုပုံစံမျိုးကျွန်တော်ပေးတယ်လို့မျိုးပေးမှာလားကျွန်တော်မှန်နေတယ်လို့မျိုးအမြဲမှန်ပါလားဒါပေမဲ့အဲ့လိုပြောလို့အာမင်းရောဘလောက်ဟိုအကြမ်းမြင်ရနေလို့လဲမေးလေအကြမ်းမြင်ရလို့မဟုတ်ကျွန်တော်ပြောတဲ့စကားဒီတနင်္လာအင်းက၂ရက်အတွင်းမှာဘာဘာဘာဆင်းရမ စင်းဘူးလားစင်းတာပဲเนาะအဲပြီးွားရင်ဗုဒ္ဓဘူးကြာတာပြီတောက်ကြနေအထီကိုနေတိုက်ကိုကျွန်တော်ပါပါဘယ်နေ့မှာဘာလို့ဘယ်နေ့မှာဘာလို့ဆိုပြီးတော့လာတောင်းသမျှနေတိုင်းကိုပေါက်ကွက်ပေါင်းမိန်းကွက်မပိုင်တော့ပတ်သီးပါနေရမယ်အဲ့လိုမျိုးလူမျိုးကျွန်တော်ကကျွန်တော်ရှိမှလေမယုံပါဘူးဆိုရင်ဒါအခုကျွန်တော်ရှိမှဘိုင်ဘာမှာလာယူထားတဲ့လူတွေရှိတယ်เนาะအော် ဖုန်းလည်းမဆက်ဘူးသူကတောက်ချောက်တော့ပေါက်နေတာပဲเนาะဒါပေမဲ့ကျွန်တော်ကရှင်းရှင်းပြောတာကျွန်တော်ရှိမှဟိုဖြစ်နိုင်လို့ဗျာကျွန်တော်ပတ်စံပေးပြီးတော့ကြောက်မောင်လေးမောင်လေးကတော့အမ1000ပေးမယ်2000ပေးမယ်3000ပေးမယ်5000ပေးမယ်အဲ့လိုမျိုးအရင်ပေးပြီးတော့ဟိုအမကတော့ပုံမှန်ကဏ္ဍလေးပို့ပေးပါဆိုရင်တော့အမကျွန်တော်ပို့တယ်လူသားမဟုတ်ကျွန်တော်ဖုန်းမဆက်ကျွန်တော်မပို့ဘာကြောင့်လဲဆိုတော့ဟိုအရာရာတိုင်းကသူ့တံမိုးနဲ့သူရှိကြတယ် အဲကျွန်တော်တို့လည်းဟိုကိုတီးတလောက်ကိုတတ်တတ်ဟာကျွန်တော်တို့တန်မှုတော့ကျွန်တော်ရှိတယ်နော်နေရာတကာမှာမပေါ်ဘူးဟုတ်လားကိုပေးလိုက်တဲ့ PC ကသူများထိုးခြင်းမှန်းသည့်မထိုးခြင်းမှန်းသည့်ဟုတ်လားကိုဆိုကြပါဆိုကြဟိုယောက်ျားမသိခင်မိန်းမလှုပ်ထားတယ်လှုပ်တော့ခုကျွန်တော်မသိလို့ပို့လိုက်တယ်တွားတွေ့လို့ရှိရင်လေမယားတွေရမ်းမဖြစ်ဘူးလားအဲ့တော့သူဖုံးမဆက်မရှင်းကျွန်တော်မပို့ဘူးသူဖုံးဆက်တဲ့အခါကျရင်ကျွန်တော်ပို့ပေးလိုက်တယ်ဒါပဲ ဟုတ်လားကျွန်တော်ပို့တယ်ရှင်ပေါက်နေရမှာဥပဒေနိုင်ငံခြားအမတွေစင်ကာပူတို့ကျွန်တော်တို့ထိုင်းတို့မလေးတို့အဲအဲ့လိုနိုင်ငံပေါင်းစုံကဟာတွေလာယူတယ်အဖုံးဆက်လို့မရလို့ဗိုက်ဘာမှာလာယူတာလို့ပါလို့အဲလေးပတ်တာတဲ့မနက်ကတထောင်ကိုတဲ့အဲညနေကျတော့40ခွန်တဲ့ပဲနော်အဲအဲ့လိုမျိုးတွေလာယူကြတယ်အဖုံးဆက်လို့မရလို့မောင်လေးဗိုက်ဘာမှာလာယူတယ်အဲ့လိုမျိုးဆိုရင်ကြတယ် အဲကျွန်တော်ကတော့တကြိမ်သာဘလော့ဘလော့လို့ယူတယ်လာတွဲပို့အဲကျွန်တော်အဲ့လိုမျိုးလုပ်ပေးတာဘိုင်ဘာလာယူလို့လို့ဆိုတယ်ဒါပေမဲ့ဟိုတီးတန့်ဖုန်းဆက်ပြီးတော့လာယူတဲ့လူတွေကတော့ကျွန်တော်ပြောလိုက်တယ်ဆရာရဲ့ကဏ္ဍလေးပြန်ပြောပြပါအောင်လေမင်္ဂလာပါသားတယ်လူသက်ပါနဲ့ဟုတ်ကဲ့ပါနော်ကျေးဇူးတင်လိုက်တာနဲ့ဟုတ်ကဲ့ပါလေးပဲတထောင်လို့ရတယ်တဲ့အခုညက်နေတယ်လေးရတထောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကခုနကကျွန်တော်ပြောတယ်လေမနက်ဖင်္ဂါကို ကိုးနှစ်တလုံးဆင်းပေးရမယ်ကိုးရဲ့နှစ်ကဲပေါ့ဗျာအဲ့ဒီရလိုက်ပါတယ်ဇေယျလည်းယေရှုပါဟုတ်ကဲ့ပါနော်ကိုးနှစ်တလုံးကျွန်တော်တို့ကဘာနဲ့ကတ်ရမလဲဆိုရင်ကျွန်တော်ခုနကပြောနေ683နဲ့ကတ်ပါနော်တင်တာကတဲ့ပေါက်900ဘူးတဲ့ဟုတ်ကဲ့ပါနော်ကျွန်တော်ရှိမှလာယူတဲ့လူတွေ900ဘူးတယောက်မှမရှိဘူးဒါမဲ့ဟိုလိုင်းဝါကြည့်လို့ရမှာတော့ဟုတ်တော့ဘောနော်သူကအများကြီးထိုးပါတော့ ိုစိတ်ကြိတ်နှစ်သက်ရအောင်အများကြီးထိုးနေရကျွန်တော်ရှိမှလာယူရပြီလို့ဆိုရင်ကျွန်တော်တလုံးကောင်ရွေးပြီးလဲဒါအောင်တင်ပတ်တော့ဘာကြောင့်ပြောရတာလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ခဏခဏပြောဘူးလေကနန်းတလုံးကိုကျွန်တော်တို့ကဒီတလုံးနဲ့ကိုဒီတခွင်နဲ့ကြာယုံလေးနဲ့ကျွန်တော်ဘယ်တော့မှကြာယူဘူးကနန်းဟိုဆိုကြပါဆိုပြမနက်ဖြန်ကိုးနှစ်တလုံးအဲ့ဒီကိုးနှစ်တလုံးမှာကျွန်တော်ကြိုက်တဲ့တလုံးကိုရွေးထုတ်အဲ့ရွေးထုတ်တဲ့ဆိုတာလည်းအခြားမဟုတ်ဘူးဟိုနေ့မှဒီကောင်ကဘယ်နှစ်ပင်ကြာထားတာ ်ဘိုးကောင်ကဘယ်နှပင်လာထားတာလဲအင်းဒီကောင်ကကြာနိုင်ကြီးအားကောင်းတယ်ဒီကောင်တော့နည်းနည်းအားနေအားကောင်းတဲ့ကောင်ပေးလိုက်တယ်အဲ့ဒါလိုမျိုးသူမိုင်းသူအားနေတဲ့ကောင်ကကြာသွားတော့ဒါကန်တရားပေါ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ရှိလာယူတဲ့လူတွေကတော့ကျွန်တော်ရွေးချယ်မှုကမှန်နေလို့တော့မသိဘူးမပေါ့ဘူးဆိုတော့တရက်မှဟုတ်လို့ရှိတယ်နှစ်ရက်လာယူနှစ်ရက်ပေါ့တယ်သုံးရက်လာယူသုံးရက်ပေါ့တယ်ကျွန်တော်လည်းရှင်းရှင်းပြောတာတယောက်လီလာယူတယောက်ပေါ့အောင်ပေးရမှာကျွန်တော်တောင်းတယ်အေးသူတို့ဘက်ကလည်းကျွန်တော်ပြောတဲ့အတိုင်းထိုးပြီးတော့ကျွန်တော်ကတိတည်စီနေတယ် စေစနာကြီးပြန်လွှဲပြီးဒါသူတို့တာဝန်ရှိတာပဲဟုတ်လားကျန်တဲ့အတိုင်းကဘာမှမလို့ဟုတ်လားကျွန်တော်ပြောပြီးသွားပြီကျွန်တော်အခုအဲ့ဒီဒူရီကိုကျွန်တော်တို့ Facebook အဲ YouTube TikTok အဲဒါမျိုးတွေမှာကျွန်တော်တို့လောက်လျှောက်နှွင့်ပြီးတဲ့ကာလတစ်ချောင်းလို့6နှစ်ဆိုတော့6နှစ်9နှစ်ပေါ့ဗျာအခုဆို9နှစ်တည်းရောက်လာ6နှစ်9နှစ်အဲပြောအဲ့နှစ်ကျော်6နှစ်ကျော်9နှစ်အတွင်းထဲကိုရောက်လာပြီ ယနေ့ချိန်ကြီးကျွန်တော်ဂျူဘဲခုနှစ်ရဲ့သားသမီးရှိရမှာတပြားတစ်ချက်ကျွန်တော်မလိမ်ဘူးမညာဘူးအဲ့လာကြောင့်လဲကျွန်တော်တို့ဒီမျက်နှာကြီးတွေပြပြီးတော့ရေရေတင်းတင်းပြောရတာဘာကြောင့်လဲဆိုတော့1500ဘူပေါက်လို့လဲကျေးဇူးပါဟုတ်ကဲ့ပါဒေါက်ခင်မရှူဆိုတဲ့အကောင်ဝမ်းသာပါတယ်သူကျမ်းမေမေခင်မဲ့ဒေါက်ခင်မရှူကိုအမေခင်မရှူအဲကျွန်တော်လွှဲပေးတာလေဟုတ်တယ်အဲ့တော့ကျွန်တော်က ဲ့ဒီလိုဘာကြောင့်တက်ပြောလို့ရဲရဲဝံ့ပြောရဲလဲဆိုရင်ကျွန်တော်တို့ကလူမှန်နေစေတနာတီးတက်အပေါ်ယံနေမဟုတ်ကျွန်တော်တို့တကယ့်စေတနာအစစ်အမှန်နေကျွန်တော်ပေးလိုက်လို့ပောက်ပါဈေးဆူတဲ့ဆန္ဒတခုနဲ့ကျွန်တော်ပေးတာနော်အဲအကြောင်းလဲအကုန်လူမောကျွန်တော်ရှိလာပြီးတယောက်ပဲလာယူ၁၀ယောက်မှကတော့အယောက်တရာပြီဒီတိုင်းတစ်ခုရှိရနော်ကျွန်တော်ကဒီလူမျိုးတင်ထိုးလိုက်ပါဆိုထိုးတာထိုးတော့မစွန့်နဲ့ ော်ထွက်ပြီးသားတွေမထွက်ပြီးသားတွေမကြံသားတွေကြံသားတွေမစင်းသားနဲ့ဒါကျွန်တော်တို့အစိုက်အရာပေးတာကတန်းကရင်နဲ့ဟိုပဇက်တဲ့ရှိရာအာယုံရရတာနဲ့ကျွန်တော်တို့မပေးတာနော်ဒါကျွန်တော်တို့ရဲ့အတွေ့နော်အဲ့တော့အမျိုးတို့ကိုလည်းကျွန်တော်ကိုယုံကြည်တယ်အားကိုးတယ်ခင်နေမင်းနဲ့ချစ်တယ်မဟုတ်နော်ဆိုရင်အချိန်မရွေးလာရမှာကျွန်တော်ဖုန်းနံပါတ်ဟုတ်ဟိုကနေအဲဒေါခင်မာချိုဆိုတဲ့အကောက်ပါရှင် မအန်ဒီဒါဖုန်းနံပါတ်ကလေးကိုတစ်ချက်လောက်ကွန်မန့်ထဲမှာလိုက်ရေးပေးလိုက်ပါနည်းများလူတွေတွေ့အောင်နော်ဒါရဲ့ဖုန်းနံပါတ်ကအကုန်လုံးသိရဲခုံလေးလုံး933ညာလေးကိုနော်အကုန်လုံးသိရဲဒါပေမဲ့လိုက်ရေးပေးလိုက်ပါနော်ဒေါ်လီတူကတော့ဒေါ်လီတူကအာရိုးရိုးတယ်အာဟုတ်တယ်ရိုးတဲ့အားရဲ့လူကြီးကျွန်တော်ဘာကြောင့်အဲရိုးတဲ့အားရဲ့ဆိုရင်စကားတလုံးရဲ့အနောက်မှာ ဓိပ္ပာယ်တခုရှိတယ်အဲ့ဒါကျွန်တော်ရှင်းပြကျွန်တော်ဘာကြောင့်တချို့တွေကပြောကြတယ်မင်းကွာတချို့အကံပြောတဲ့လူရှိတယ်မင်းကွာစေတနာအတိတ်တဲ့ဘာကြောင့်လာတင်ပြီးနေတာပတ်စံမရပါပတ်စံကိုကျွန်တော်တို့ရှင်းနေမတင်ဘူးရှင်းနေတင်ပါတော့ဗျာကျွန်တော်ဘာဘာပြီးမယ်ကျွန်တော်ဘလောက်ကြိုးပေးပြီးကျွန်တော်ပြောမှာပေါ့ကျွန်တော်အဲ့လိုမပြောပါဘူးလူတွေကတဲ့ရောရင်နဲ့ဟမ်လူတွေက ညော့ရင်ပတ်တယ်ဟုတ်တယ်เนาะဒါပေမဲ့ကျွန်တော်တို့ကြတော့ဗျာဘယ်လိုပြောမလဲဆိုတော့ဟိုညော့ညော့တာတော့မညော့ဘူးပေါ့ပြောတာတော့အေးစေးစေးတင်းတင်းကြပ်ကြပ်ပဲပြောဒါပေမဲ့လူမှန်နေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲတင်းတင်းပြောရဲเนาะအဲခုနကရိုးရဲအားရဲဆိုတဲ့အတိတ်ပဲပြန်ရှင်းပြအဲလိုမျိုးကျွန်တော်လာအကန်ပြောမင်းကွာဒီလိုမျိုးစီစဉ်တာတည်တဲ့အင်းနဲ့တော့မင်းဒီတိုင်းလာမတင်ပါဘူးတကယ်လည်းကျွန်တော်တင်လာเนาะ အဲ့လိုမျိုးတင်နေဆိုတော့ဘာကြောင့်တင်တာလဲခုနကတော့အန်ဒီလို့ဆိုရိုးသားမှု အရင်းခံပြီးတော့ရိုးသားတဲ့လူတွေကိုအလိန်ညာတွေနဲ့မိမာဆိုလို့ကျွန်တော်တို့ကစေတနာတန့်တန့်လေးနဲ့ကူညီတာအေးပေါက်သွားတဲ့အခါကျမှကျွန်တော်တို့ဘလောက်ဖို့ပို့ထိုးပြီးပါဆိုတဲ့အတိုင်းတာလေးတစ်ခုလောက်ပဲလွှဲရတာအဲ့ဒီအတိုင်းတာဆိုတာလေအခုဆိုကြပါဆိုဗျာကျွန်တော်ကမနက်ကလို့ပေါ့အသေးတလုံးအန်ဒီရေဘလောက်ဖို့ပတ်ပါလဲ တာရေးအမေတို့တိတ်မတက်နိုင်2000မှ3000ဟုတ်ပြီရတယ်2000လောက်ပဲပတ်ဒါပေမဲ့ main quad ကလေးကျွန်တော်ပေးလိုက်တဲ့အခု440 46 46ဟုတ်လားအဲ့ဒီ၄ quad ကလေးကိုတင်ထိုးကျွန်တော်ပြောတယ်အဲ့ကောင်လေးကိုတင်ထိုးလိုက်ရောဟိုဆိုကြပါဆိုအာ3000လောက်ထိုးတယ်ဗျအာ2500ဘူးလောက်ထိုးတယ်ဟိုကလည်း2000လောက်ပတ်ထားဆို4500ဘူး5000ဘူးပေါ့ဘူးလားဒါပေမဲ့ကျွန်တော်ဟိုလွှဲရတာက3400ဟုတ်လားအဲ့ဒီ3400ဆိုတဲ့ပတ်စံဖယ်ပြီးတဲ့အပြင်ထိုးကြီးနှုတ်ပြီးတဲ့အပြင် သူတို့အဖို့ဟုတ်လား3လေးသိန်းမကြံဘူးလားအနေဆုံး2သိန်းတော့ကြံကျွန်တော်ပြောသလိုမျိုးဆိုရင်2သိန်းခွဲ3သိန်းကြံတယ်အဲ့ဒီ2သိန်းခွဲ3သိန်းဆိုရင်ငွေအမောက်အင်ပါရတစ်ခုပတ်စံရှိတဲ့လူတွေအတိုင်းတော့ကျွန်တော်လုံးမပြောဘူးเนาะကျွန်တော်တို့တို့တနေ့လောက်တနေ့စားအရှိခံလူနန်းစားတွေမရှိတဲ့လူတွေကိုပြောပြအဲ့ဒီငွေ2သိန်းကိုတနေ့တာပို့ရိုးရိုးတတ်တာနဲ့ကိုကိုရဲ့ခန္ဓာကိုယင်းပြီးတော့ ခန္ဓာကိုယ်ရင်းပြီးတော့ဟိုမကောင်းတော့ပြောတော့မဟုတ်အလုတ်ထန်းပူပင်မရွှေတန်တရေရဲနဲ့လုတ်ပြီးတော့ရှာကြည့်ဗမာရမယ်ဒါကျွန်တော်တို့ကလောင်းကစားအလုတ်ပါဆိုတော့အင်းအားတွန်းအားပြီးတာမဟုတ်မလုတ်ဘူးလေလို့မလုတ်နဲ့လုတ်နေကြလို့လုတ်မယ်ဆိုရင်ရန်တမ်းမှန်တမ်းမထိုးနဲ့တကယ်တွက်ချက်ပြီးတော့မှန်တဲ့သူရှိမှသွားယူဖို့ကျွန်တော်မှမဟုတ်ဘူးကျွန်တော်တို့လည်းမှန်ပါလေလို့ကျွန်တော်တို့လည်းလွဲခဲ့တဲ့အချိန်ရှိတာပဲဟုတ်လားအဲ့လိုမျိုးလွဲတာတွေရောမှန်တာတွေရောလက်သင့်ခံနိုင်တယ်ဆို လာခဲ့ကျွန်တော်ဒီရင်ပတ်တကာကြီးဖွင့်ထားချိန်တဲ့သူလာခဲ့ကျွန်တော်ဘေးမှာမအောင်နေတယ်ခုနကကျွန်တော်ပြောနေရိုးသားရဲ့သူတွေကိုအလိမ့်ညာနေနေနေတာအဲစင်လေးဆိုတဲ့အကောက်အဲဘာပြောလဲမင်္ဂလာပါတဲ့ဟုတ်ကဲ့ပါနော်အခုမှစကြည့်မိလို့အာစကြည့်မိတဲ့အကူအကူစအကူစရဟုတ်ကဲ့ပါနော် ဟိုတယောက်ကအဲ့လိုလေတခါမှတဲ့မတောင်းဘူးတဲ့အကျွေးတင်နေလို့တဲ့အမ်တောင်း6000ကျော်တင်အမ်ဗါလေတောင်းတောင်း6000ကျော်တင်နေတာတောင်းအမ်တင်နေလို့တောင်းတောင်းတာဟုတ်ကဲ့ပါနော်တင်နေတောင်းတာဒီနေ့မကြည့်ဘူးလားမကြည့်ဘူးလားကျွန်တော်ပြောတာမိန်းဘွယ်ကိုပတ်သီးစရာလေကြရာလေရှုံချွေတဝက်အဲကြည်သွားပါပြီရေကျေးဇူးပါ ဟုတ်ကဲ့ပါအဲဒါပိုက်ပါလာတောင်းတဲ့စင်ကူကအမတယောက်နေပဲเนาะဒါပဲဖြစ်ဖြစ်ပါကျွန်တော်ကုညီလိုက်တာပဲဖြစ်ဖြစ်ကျွန်တော်ပြီးလိုက်တဲ့ရာဝတ္ထုတစ်ခုနဲ့ကျေးသွားတယ်ဆိုရင်ဒါသူတို့ရဲ့အပူတွေတဝက်ယော့သွားတာဝမ်းသာသူတို့ယော့သလိုကျွန်တော်လည်းယော့တယ်ဘာကြောင့်လဲကျွန်တော်လည်းထုံဤလကောင်းမယ်လူတယောက်မှာကအကျွေးမရှိတဲ့ဆိုတာမရှိဘူးရှိလာပြီဆိုရင်အဲ့ဒီအကျိုးကိုငါတို့ဘယ်လိုပြန်ဆက်ရမလဲလူစိတ်ရှိတဲ့လူတယောက်ကအမြဲတွေးနေရ အဲ့လိုတွေးနေပြီဆိုရင်အဲ့လိုကလူမှန်နေတွေးနေလို့ဆက်ရှင်တဲ့ဆန္ဒရှိတာဘာကြောင့်လဲအဓိကကျွန်တော်တို့ကလေသူများရှိရလေ90ယူရင်90ကိုကြည့်အောင်ဆက်နော်ပတ်စံ90နော်သိန်း90ကိုပြောတာမဟုတ်100ယူရင်100ကြည့်အောင်ဆက်1000ယူရင်1000ကြည့်အောင်ဆက်1000ယူရင်1000ကြည့်အောင်ဆက်ဘာကြောင့်ဆက်ခိုင်းတာလဲတန်နေရကျွေးဆိုတာရှိတယ်ဒီဘဝမှာမပေးနိုင်လို့တချို့တွေရှိတယ်ဟာလားအနေကျွေးငါရှော်တာလို့နေကောင်းရကောင်းမှု သွားပါလို့ဒါမျိုးတွေဟိုနောက်ဆုံးအချိန်တွေမှာပြောကြတာရှိတယ်။ဘာကြောင့်ပြောတာလဲ။နောက်ဆန်တတင်းတင်းနဲ့မချွတ်မလို့ပဲနဲ့အဲ့ဒီမှာဂျုံခံရမှာဆိုလို့ပြောကြတာ။အဲ့တော့ကျွန်တော်ပြောချင်တာလည်းအဲ့လိုပဲ။တန်နေရယူမယူရနဲ့။ဟိုကျွန်တော်ရချီမလာတောင်းတဲ့သူတွေ။အဲသူတို့မသိလို့နော်။စာပေတွေဖတ်ကြပါနော်အဲမတိဘူးဆိုတာရှာမှာစာပေမဖတ်လို့မသိဘူးတန်နေရွှေရမ်းချောက်ဖို့ ူတို့ကပြောမောသူရှိမှကျမတို့ဘာသွားယူလားလို့လေဒါလေးတောင်းထုတ်မိတာသူပြောတဲ့အတိုင်းတာမလွဲနိုင်တာသူရှိကပြန်စသွားယူတာမဟုတ်ဘူးစိုးရိမ်တဲ့ပြေးပါမယ်လို့ဂတိခံပြီးသွားရင်ပြီးပြောတဲ့အတိုင်းလှုပ်ကိုလှုပ်မလှုပ်ဘူးဆိုရင်အဲ့ဒီဥစ္စာကြီးတဏှာအထိပါတတ်တယ်တစ်ဖက်သူကကြီးတယ်ဆိုရင်တော့မှတဏှာအထိပါတတ်တယ်နော်အဲအဲ့လိုမျိုးပြထားပါတော့ဒါကြီးပြောနေရှေးမိုးလေးလောင်ပြီးမှာပေါ့အဲ့တော့မနက်မခါကိုကျွန်တော်ပြောပြသွားပြီ 14ရက်17လ2025တောက်ကြနေ့တနေ့ကုန်စား6နှစ်เนาะ6နှစ်တလုံးနှလုံးသုံးလဲဖြစ်ဖြစ်ပေါ့เนาะ6နှစ်အချိန်ပေါ့ဗျာအဲ့ဒီအချိန်ကိုကျွန်တော်တို့ဘာနဲ့ကတ်ရမလဲ6083နဲ့ကတ်ပါเนาะ6နှစ်အချိန်ကိုအာ 200ပေါက်300ပေါက်ပဲထိုးတာဩဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာအခုပြောပြနေတာလေးကြည့်ထိုးကြပါနော်အဲ့တော့6နှစ်အချိန်ရော6083ဆိုတဲ့ကဏ္ဍ3လုံးနဲ့ကတ်ထိုးခုနကပြပေါက်ကိုပေါက်ရတရားရခိုင်တော့ကျွန်တော်ဘက်ကတော့ကြိုက်နေတယ်ဟုတ်လားကျွန်တော်မတွဲတန်ရင်ထပ်တွဲပြမယ်ဒီလုံးတဲ့လေးကိုကောမတ်ထဲမှာရေးပါလိုက် ုနဲ့ပတ်သက်လာရင်969 98 93เนาะနှစ်နဲ့ပတ်သက်လာရင်269 98 93 gain ဘယ်နှခွက်ရှိမလဲ10ခွက်အရင်16ခွက်ဖြစ်မယ်အဲ့ဒီ16ခွက်သလုံးကို16ခွက်ကိုထိုးမယ်ပေါ့အဲ900ကိုထိုးမယ်ထား16000ပေါ့ဟုတ်လားပေါ့ရင်ကျွန်တော်တို့ဘယ်လောက်ရမလဲ4000ရမယ်အဲ့ဒီ4000 16000နှုတ်လိုက် ဘယ်လောက်ကြံမလဲ2400ကြံမယ်ဒါတနေ့တောင်ဝင်ဝင်ကိုပြောပြတာကျေးဇူးပါအကိုရေတဲ့ထိုးမယ်တဲ့ဟုတ်ကဲ့ပါနောက်ထိုးကြပါနော်ကဲအားလုံးပဲကျွန်တော်ရဲ့ YouTube channel ထဲမှာကြည့်ရှုနေတဲ့မိဖတွေတရားဝင်ကြံခုနှစ်ရက်သားသမီးနော်ရေလူအေးလူပန်းလူချမ်းပြီးတော့အကြံစီမှန်သမျှလုံတိုင်းကြံစီသမျှအောင်မြင်ကြပါစေနော်ဟောအဲ ဒီဂျိုးဖာဂျိုးလည်းစတဲ့တော့ဆောင်ရွက်နိုင်ကြပါသည်เนาะအဓိကပြောချင်တာတော့အပူကင်းနဲ့အကျွေးကင်းတဲ့သူတွေဖြစ်ကြပါစေလို့ကျွန်တော်ကဆုတောင်းပေးပါရစေเนาะဟိုတနေ့ကြီးသောသူတမိုင်းနိုင်ကြီးသောသူတစ်စက္ကန့်ကြီးသောသူတိုင်းကိုအားလုံးသာဒီနေရာရင်ဒီလေးစားစားနဲ့เนาะပြောပါရစေเนาะအဲဒီနေရာမှာကျွန်တော်စကားအမှပါခဲ့ရင်လည်းအားလုံးကိုတောင်းပန်ပါရစေเนาะတကယ်လို့ကျွန်တော်ကိုယုံကြည်ရဲ့ ဟုတ်လားကျွန်တော်ကိုအားကိုးတယ်ရှုံးရွေးတယ်များနေတယ်ဆိုရင်လာခဲ့ပါကျွန်တော်ဘက်ကအတက်နိုင်ဆုံးအဲရိုးသားဆုံးနဲ့အကောင်ဆုံးเนาะကျွန်တော်ပြောသလိုမျိုးလေးလိုက်လုပ်ပြီးတော့အကျွေးလေးလေးကင်းအောင်ထိုးကြပါเนาะတကယ်တကယ်အကျွေးမြေကင်းသွားလို့ရှိရင်လည်းနောက်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 ဒူးဒီကိုတိတ်တအားကြီးမထိုးကြပါနဲ့ဘာကြောင့်လဲဆိုရင်လောင်းကစားလှုပ်လို့ချမ်းသာသွားတဲ့သူဆိုတိုင်းပဲရှိ ိုးသားမရှိဘူးเนาะဒါကိုပြောပြတာပြန်ပြောပြပါစေဟာတဲ့အဲ့လိုလေတူတော်တွေမြတ်တာပြန်ရပါစေတဲ့ဟုတ်ကဲ့ပါเนาะကျွန်တော်ပြောပြပါပြီမနေ့ဖက်ကောင်ကို6နှစ်တလုံးကို683နဲ့ကပ်ပါเนาะတူတော်ကျိုးတော့ပြီးမှာပဲเนาะကိုကကောင်းကောင်းဟိုလူတွေဖက်သားပေါ်ကိုစိတ်ကောင်းစေတနာမွေး ကိုစိတ်ကောင်းစေတာဒီဘဝမှာမပေးဘူးဆိုရင်တော့မှဗျာနောက်ဘဝကျရင်ပေးမှာဒါပေမဲ့လက်ရှိကတော့ဒီဘဝမှာပေးတာများတယ်ဟုတ်လားဘာဖြစ်လို့ရှိဝဘက်9ရက်နောက်ဘဝတကောက်နေတတ်ဆိုတာလည်းရှိတာ哦เนาะသူများကိုမကောင်းကြင်ကိုကတိတ်မကြောက်ကိုလည်းခံရတဲ့အဲအဲ့လိုမျိုးလူတွေရှိတဲ့အတွက်သူများတွေဘာပဲပြောပြောဘာပဲဖြစ်ဖြစ်ကိုဘက်ကအယိုးသားဆုံးနဲ့အမှန်ကန်ဆုံးလမ်းကိုရှောက်ကြပါเนาะ အကျွေးမြေတွေကင်းသွားလို့အေးဆေးဆေးတွေတည်တည်ငြိမ်ငြိမ်တွေပြန်အေးကြီးညံဟိုစိတ်နှလုံးတွေရှင်လန်းသွားပြီဆိုရင်လူဒီကိုမထိုးတာအကောင်းပါတယ်ဒါကျွန်တော်ဒါဟိုမြောက်ပြီးရလည်းမဟုတ်ဘူးဘာကြောင့်အဲ့လားဆိုရင်မင်းဘာကြောင့်လိုင်းမောတက်ပြောင်းနေလဲဆိုရင်ခုနကကျွန်တော်ပြောနေပေါ့တောင်ရှင်းမြောက်ရှင်းတွေ့သမျှဥစားဟိုအမောင်နဲ့ခဲပစ်သူတို့ရန်သူမှန်သူနဲ့ဟုတ်လားတွေ့သမျှထိုးနေမယ်ဆိုရင်ဝဲနေမှာပဲ ကျွန်တော်တို့ရှိမှလာယူတယ်ထိုးတယ်ဆိုတာလာယူဖို့ပြောတာမဟုတ်ဘူးကျွန်တော်ရှိမှမယူလဲကြားရတဲ့စေတနာဆရာကြီးရှိမှသွားယူထိုးတယ်ဆိုတော့ဘာဖြစ်လဲဆိုရင်ပေါက်သွားတဲ့အခါကျရင်ဝမ်းတ ਾਇ ရတယ်နော်ဒါလေးပြောပြကျွန်တော်တို့ရှိမှကတရားမှာအနေဆုံး50 50ရတော့ဗျာနီးစက်နေရမယ်ဟုတ်လား main ခွက်မပါရင်လုံးပိုင်ပါနေတာဒီခွက်ဆိုရင်86 main ခွက်နော်85 main ခွက်80 main ခွက်အဲကျွန်တော်တို့မနီးရအဲ ဗုဒ္ဓဘူးနေ့မနေ့ကဘာလဲမသိထွက်တာအဲအကောင်လဲ main ကွက်ပဲအခုဒီနေ့ညနေမှာထွက်တယ်40ခွန်ကလဲ main ကွက်ပဲဟုတ်လားဘယ်နှချိန်ရှိပါလဲ5ချိန်ရှိပါလားအဲ့ဒီ5ချိန်ကိုကျွန်တော်တို့ဘယ်မှာတစ်ပတ်လုံးမှာ5ချိန်10ချိန်ကို5ချိန်မှန်သွားပြီဒါပေမဲ့10ချိန်မကုန်သေးဘူး7ချိန်ပဲရှိသေးတယ်ကျွန်တော်ဘက်ကတစ်ချိန်သားနေမနေ့မှောင်တစ်ချိန်ထပ်ပေါက်မှဆိုရင်6ချိန်ဒီအရုံမှာပက်လက်လှန်နေတယ်နော်ဒါကိုပြောချင်တယ် ဒါတပတ်တည်းမဟုတ်ဘူးအပတ်တိုင်းအောင်လို့အဲ့လိုပြောတာဒါပေမဲ့မနှက်ဖက်ကဟိုကျွန်တော်လူရင်းတွေကိုဦးစားပေးပါမယ်ဂတိတီးပြီးတော့ကျွန်တော်ရှိကိုအမြဲလွှဲတဲ့လူရင်းတွေကိုဦးစားပေးမယ်နော်လူသစ်တွေကိုတော့ကျွန်တော်တိတ်ဦးစားမပေးဘူးဘာကြောင့်လဲဆိုရင်လူသစ်ဆိုတာကတချို့တွေရှိတယ်ဟိုလာယူကြတယ်ယူတော့ကတော့အပြောလေးတွေကောင်းလိုက်တာပြီးသွားရင်ဖုန်းတွေဆက်ပိတ်ပလိုက် အဲ့လိုမျိုးကြီးဖြစ်နေတာမဟုတ်လို့လူရင်းကျွန်တော်တကယ်ပုံမှန်ပေါက်တိုင်းအမြဲစေတနာကြီးကျွန်တော်ပြောသလိုမျိုးလွှဲပြနေတဲ့အမျိုးတွေကိုဦးစားပေးမယ်။နောက်ဘက်က9နာရီပွဲနောက်ပိုင်းရောနော်။ကဲအားလုံးပဲအောင်းတော်ညာညာနေ